အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီကနေ့စနေနေ့မှာစေဝန်စားဆရာ Premier League ပွဲကောင်းတွေရှိတယ် Arsenal နဲ့ Sunderland ရှိတယ် Chelsea နဲ့ Wolverhampton ရှိတယ် Manchester United နဲ့ Tottenham Hotspur ရဲ့ပွဲအပါအဝင်ပွဲကောင်းတွေတော်တော်များများရှိတယ်ကြီး6ကြီးရဲ့ပွဲတွေအကုန်လုံးနှိပါရှိပြီးတော့ Sunday ကြမှာတချို့ပွဲ Manchester City နဲ့ Liverpool ရဲ့ပွဲပဲရှိမယ်။ဆိုတော့ကျွန်တော်စနေနေ့အစောဆုံး ဘလုံးဘေးတက်တွေအတွက်ဆိုရင်တော့ကြည်ကောင်းတဲ့အချိန်ပေါ့လေမြန်မာစံတော်ချိန်ည9:00နာရီ UK မှာနေ့လယ်12:00နာရီခွဲမှာဒါအခု Tottenham Hotspur နဲ့ Manchester United အသင်းပွဲရှိတယ်ဒီပွဲကတော့ Spurs အသင်းက Man United ကိုဒီဘက်နောက်ပိုင်းပွဲဒီမှာ ဇက်တိုက်ရလက်ကောင်းတဲ့မှတ်တမ်းပေါ့လေသူတို့နောက်ဆုံး Manchester United ကိုခုနှစ်ပွဲအထိတော်တော်ကိုခြေစွမ်းပြထားတယ်တပွဲလာပဲသူတို့ရှုံးနေ United ကတပွဲနိုင်တပွဲသေး၅ပွဲတောင်မှသူတို့ရလက်ဆိုးထားတာဆိုတော့ Manchester United နဲ့ Rupe Amaron တို့က test ဒါပေမဲ့အဲ့မတိုင်ခင်လေးမှာ United ကဒါ Premier League ရဲ့တလားတာအကောင်းဆုံးပုံသမားအဖြစ်ဒါ Brian Ambuemo က EFC ရဲ့အကောင်းဆုံးပုံသမားရတယ် ရိုနီးပြရူပင်အမရွန်ကဘာဂလီရဲ့မန်နေဂျာ of the man ကိုရထားတဲ့အတွက်ဒါတော့အတိုင်းနဲ့အထုအတိုင်းနာတစ်ခုတည်း confident ပေးထားတဲ့ပုံစံမျိုးဖြစ်တယ်။ဒါဆိုဒီယုံကြည်မှုကပဲ Tottenham Hotspur ကွဲမှာ United တခုခုမျောလင့်မလား။ကျွန်တော်နောက်ဆုံးသိထားတာတော့ Spurs အသင်းကကွင်းအိမ်ကွင်းပေါ့လေသူတို့ရဲ့အိမ်ကွင်းမှာ Man United ကိုရှုံးတာအဲ့တော့ကျွန်တော်သွားကြည့်တဲ့ပွဲပဲ Old Trafford မဟုတ်ပဲね Tottenham Hotspur ကွင်း sorry အဲ့ Tottenham Hotspur ကွင်းမှာ United ကို United က Spurs ကို ဖရီးဇီနဲ့နိုင်တယ်ခရစ်စတီယာနိုရယ်တိုတယောက်ထဲနှစ်ကိုးသွင်းတယ်မာကတ်ဆွဲရှုတစ်ခါသွင်းတယ်တခါစပါးရဲ့လန်ဒန်ဝင်းပလေးမှာတော့လည်းမာကတ်ဆွဲရှုတစ်ကိုးသွင်းဖို့တယ်ဆိုတော့အဲ့ဒီဆောပိုင်းကာလာတွေမှာတော့စပါးကိုယူနိုက်တက်ကတားတယ်ဗျဒါပေမဲ့ဒီဘက်နောက်ပိုင်းမှာလုံးဝကိုမထင်မှတ်ပဲနဲ့စပါးကပြန်ကောင်းလာတဲ့အချက်နောက်မီကီဗန်ဒဘန်ဆို6ကိုးတောင်သွင်းထားတာဆိုတော့မန်ချက်စတာယူနိုက်တက်ကသူ့ရဲ့တိုက်စစ်ကဆက်စကိုရှီကခြေစွမ်းပြဖို့လိုအပ်တယ်လို့ဒါအခုလက်ရှိမှာနီးပြားကခိုးပြီးမင်းနူးထက်ကက်ဆမီရိုပဲသဘောကျတယ်ဆိုတဲ့အချက်နောက် ဒီအမ်ဘွေးမိုးရဲ့လက်ရှိဖောင်ကိုဆက်ပြီးတော့ကြည့်ရနိုင်လို့စပါကလည်းအခုလက်ရှိမှာဗန်ဒပန်အပြင်ရူမဲရိုပြန်ပါတဲ့အတွက်ခန်းဆက်ကတော်တော်လေးကောင်းလာပြီ။တခုပဲသူတို့တိုက်စစ်မှာနည်းနည်းလေးယုံကန်နေရရီချာလက်ဆင်ယုံကန်နေရတယ်။မက်တီတယ်လည်းစိတ်မချဘူး။ ိုက်မှာကိုလိုမွားနီကိုမရသေးတဲ့အချိန်မှာဒါထော်နာဟော့စပါစဉ်းစားစရာဒါပေမဲ့ခု Brandon Johnson ကိုပြန်ရတဲ့အချိန်စီမိုတနစ်ကခြေစွမ်းပြသွားတဲ့အချက်တွေကတော့သတိထားစရာဖြစ်ပြီးတော့ကြည်ကောင်းနိုင်တဲ့ပွဲပဲဒါနှစ်သင်းလုံးထိုက်ဂိမ်းပဲဒီညမှာ Everton နဲ့ Fulham ပွဲရှိမယ် West Ham နဲ့ Burnley ပွဲရှိမယ်အဲ့ဒါတွေကတော့ည9:00ခွဲမြန်မာစံတော်ချိန်9:00ခွဲ နေ့လယ်3:00 UK မှာကံပြီးတော့ အာဆနယ်သင်းကဆန်ဒလန်ကိုအဝေးခွင့်ကမ်းမယ်ဒီပွဲကအာဆနယ်အတွက်တကယ်ခရူရှယ်ပွဲဘာကြောင့်လဲဆိုတော့ဟိုဘက်ကမန်ချက်စတာစီးတီးနဲ့လစ်ဗာပူးထိတ်တိုက်ဆုံးတွေ့တဲ့အချိန်ဖြစ်တဲ့အတွက်သူတို့အလုပ်ကိုသူတို့လုပ်ကိုလုပ်ရမယ်ကစားမအဓိကကစားမ9ရောက်6လောက်က international break ပြီးမှစပါးနဲ့ပွဲမြောက်လန်ဒန်ဒါဘီအတွက်ပြန်လာနိုင်မှာဖြစ်ပေမဲ့တေချာတော့မီကယ်မိုရီနိုအထောင်ထားပြီးတော့အာဆနယ်ကဒီဘယ်လိုပြောမလဲပခါယိုစာကာနဲ့ လီယန်ဒူထော့ဆောအတွဲကိုထွက်မယ်စူပါမန်ဒီပြန်ပါနိုင်တဲ့ခံစစ်အပြောင်းလဲမရှိဖြစ်နိုင်ပြီးတော့အာစနယ်အသင်းတို့ကဆန်ဒလန်ဆန်ဒလန်ကအခုလောလောဆယ်ယုံကြည်မှုတော်တော်လေးရထားတဲ့အသင်းဖြစ်ပြီးတော့ခြေကောင်းနေတဲ့အတွက်အာစနယ်ကလည်းအတိုင်းတာတို့တို့ခက်ခဲကံရမယ်ကိုလုတ်ကိုလုတ်ပြီးတော့နိုင်ပွဲယူထားရင်ဆန်ဒေးမှာ relax နဲ့ဘာရလက်ဖြစ်ဖြစ်လက်ခံလို့ရမယ့်အခြေအနေမှာသူတို့အတွက်ဒီပွဲက crucial ပွဲဖြစ်တဲ့ည7:00နာရီမြန်မာစံတော်ချိန်မှာကံပြီးတော့ UK မှာ9:00နာရီခွဲဒါအာစနယ်နဲ့ ါ granite jacker နဲ့လည်းပြန်ရင်ဆိုင်ရမယ် jacker ကသူ့ရဲ့အသင်းဟောင်းကိုဘယ်လိုတုံ့ပြန်မလဲအဲ့နောက်မှာ chelsea နီးပြမရှိတဲ့ wolf ကို chelsea အနေနဲ့တော့အေးအေးဆေးဆေးနိုင်တဲ့ အမှတ်တွေအရင်ဆုံးရှုံးနေကြောဘတ်ထူတော်ပြောထားတယ်ကျွန်တော်မလူလာတဲ့အမှတ်တွေဆုံးရှုံးမှုတွေကိုဒီပွဲမှာအဆုံးသတ်ဖို့လိုအပ်တယ်ချက်စီကအခုလင်းဒီလက်ရောဂျောဘတ်ထူရောနောက်ဟိုတနေ့ကချန်ပီယံလိမှာအမှတ်ရော့တာတာကိုဒီနေ့ပွဲမှာပြန်မောင်းတင်ရမယ်ပွဲမျိုးဒီပွဲကချန်ပီယံလိအတွက် crucial ဘာလို့ဆိုစပါးနဲ့ United တိုက်ရိုက်ကန်နေတဲ့အချိန်ဟိုဘက်က Liverpool နဲ့ Man City ကန်တဲ့အချိန်အဲ့ဒီအချိန်မှာသူတို့တို့အခွင့်အရေးရှိတဲ့ Chelsea အိမ်ကွင်းဖြစ်တဲ့နောက် Wolves ကချက်စီကိုအဲ့လောက်ရှင်နိုင်ဖို့လဲခတ်တယ်ပုံမှန်အဖြစ် Wolves ကချက်စီကို ဘယ်လိုပြောမလဲပြီးခဲ့တဲ့တစ်နှစ်ကျော်တော့က42နဲ့နိုင်သွားတာမှန်တယ်ဒါပေမဲ့မလွဲပါဘူးဒါလက်ရှိ Wolf ကခြေစွမ်းအရာ Wolf ကနောက်ဆုံးနှစ်ပွဲဆက်တိုက်တော့ Chelsea ကိုရှုံးထားတယ်ဒါပေမဲ့ရှေ့သုံးပွဲမှာသူတို့နိုင်ထားတယ်ဒါပေမဲ့လေ Victor Pereira မရှိတဲ့အချိန်မှာ Wolf surprise လုပ်ဖို့ခက်ပါတယ်ကျွန်တော်ထင်တော့ Chelsea တို့အခွင့်အရေးပဲဒါကတော့ကျွန်တော်နောက်ဆုံးပွဲပေါ့လေဒါမြန်မာစံတော်ချိန်နနက်2နာရီခွဲ UK မှာည8နာရီဆိုတော့စနေနေ့ကန်တဲ့ပွဲမှာ Man United နဲ့ဒါတစ်ဖက်က ီဘယ်လိုပြောမလဲထော်တနာဟော့စ်ပါရိုရဲ့ပွဲအပါဝင်ချယ်ဆီပွဲအာဆနယ်ပွဲဘယ်သူသုံးမှတ်ရမယ်သုံးမှတ်အပြည့်ရမယ်ကိုမတ်မှာဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်